စခိုင်းတိုင်းပလဲမြို့နယ်ကကန်တောင်နယ်မြေရဲစခန်းကိုဒီကနေ့မနေ့6နာရီမိနစ်40အချိန်မှာဗမာပြည်ကွန်မြူနတီပါတီရဲ့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကအပြစ်သက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့သတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဇွန်လ2ရက်နေ့ကစပြီးတော့ကန်တောင်ရဲစခန်းကိုသိမ်းပိုက်နိုင်ဖို့ PLA ကဥဆောင်တိုက်ခိုက်ပြီးတော့မာမိတ်အဖွဲ့တွေကဖြတ်တောက်ရေးလုပ်ငန်းတွေကိုဝိုင်းဝန်းကူညီခဲ့ကြပါတယ်။တိုက်ပွဲ18ရက်ကြာပြီးဒီနေ့ဇွန်လ19ရက်နေ့မှာတော့အပြစ်သက် တိမ့်ပိုက်လိုက်နိုင်ပြီလို့ PLA ကထုတ်ပြန်ချက်ထွက်ပေါ်လာခဲ့တာပါရဲစစ်သားနဲ့ပြည်စိုးတီစုစုပေါင်းအင်အားတရာကျော်ရှိတဲ့အဲ့ဒီရဲစခန်းဟာအကျယ်အဝန်း၁၈ကလောက်ရှိပြီးတော့ဘန်ကာဂရုချင်းနေနဲ့အခိုင်အမာတိစောက်ထားတာပါတိုက်ပွဲအတွက်မှာစစ်တပ်ကလည်းလေကြောင်းပစ်ကူနဲ့ဘုံအလုံးကြီးရာချီကျဲပြီးတော့ခုခံခဲ့တာကြောင့်စခန်းတစ်ခုလုံးအပြည့်သက်တိမ့်ပိုက်နိုင်ဖို့ရအတွက်ခက်ခက်ခဲခဲစူးစမ်းခဲ့ရတယ်လို့ဆိုပါတယ်ဒေါ်ဆန်းစုကြည်ရဲ့ အသက်80ပြည့်မွေးနေ့ပွဲကိုမြန်မာနဲ့နိုင်ငံတကာမှာကြည်ကြဲပြန့်ပြန့်ပြုလုပ်ကျင်းပနေကြပါတယ်ဒီနေ့မနေ့မြန်မာစံတော်ချိန်9နာရီအချိန်မှာမဲဆောက်မြို့ကထိုင်းရောက်မြန်မာတွေစုပေါင်းပြီးတော့ဒေါံဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်နဲ့မဲဆောက်စေယုံကြီးမှာသွေးလူပွဲအခမ်းအနားကိုစီစီကားကားပြုလုပ်ခဲ့ကြပါတယ်မန္တလေးမြို့လယ်ကောင်ရဲ့ဈေးတစ်ခုမှာလည်းဒေါံဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့ ယောက် जा တဲ့ပိတ်လှုပ်ရှားမှုတစ်ခုလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါရတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဆူတောင်းဗီဒီယိုတွေနဲ့ Guinness စံချိန်တင်မှု campaign လှုပ်ကြရမှာလဲဗီဒီယို8000ကျော်ရခဲ့ပြီဖြစ်ပါတယ်။ NUG မြို့သားညီညွတ်ရေးအစိုးရအဖွဲ့ခေါင်းဆောင်တွေကလည်းဒေါအောင်ဆန်းစုကြည်မွေးနေ့ဆူတောင်းဗီဒီယိုတွေတင်ကြတယ်လို့မျိုး TNLA ခေါင်းဆောင်တယောက်ဖြစ်တဲ့ဗိုလ်မှူးချုပ်တာဖုံးကျော်ကလည်းဗီဒီယိုတင်ပြီးတော့ဆူတောင်းခဲ့ပါတယ်။ကြံ့ကြံ့ဖန်ဖန်တိုက်ဆိုင်မှုတစ်ခုကတော့ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုရည်ရွယ်ပြီးတော့ ရှစ်တုံညကနန်းကို ထိုးကြတဲ့အတွက်နှလုံးတီပေါက်သူတွေလည်းအများပြားရှိတယ်လို့ဆိုနေကြပါတယ်။တစ်ချိန်တည်းမှာပဲဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ထူးခြားသတင်းတစ်ပုဒ်ထွက်ပေါ်လာပါတယ်။ပြီးခဲ့တဲ့ March လ28ရက်ငလျင်ကြောင့်ဒေါအောင်ဆန်းစုကြည်ရဲ့ညာလက်မှာဒဏ်ရာရသွားခဲ့တယ်လို့စု Foundation ကအရေးကြီးသတင်းအဖြစ်ထုတ်ပြန်ထားတာပါ။စု Foundation ဟာအော်စကာဆုရရုပ်ရှင်မင်းသမီး Michelle Yeoh ဒုတိယဥက္ကဋ္ဌအဖြစ်ပါဝင်ဖွဲ့စည်းထားတဲ့မြန်မာလူမျိုးတွေအတွက်ကျန်းမာရေးပညာရေးဆိုင်ရာအထောက်အကူပေးတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။မိသားစုနဲ့ရောရှေ့နေနဲ့ရောတွဲဆုံခွင့်နေပိတ်ပင်ခံထားရတဲ့ဒေါအောင်ဆန်းစုကြည်ဟာငလျင်လှုပ်ချိန်မှာသူ့ကိုချုံနောက်ထားတဲ့နေရာပြိုကျပျက်စီးမှုတွေကြောင့်ညာဘက်လက်မှာဒဏ်ရာရခဲ့တယ်လို့တနေရာထက်ပိုတဲ့သတင်းရင်းမြစ်တွေရဲ့အတည်ပြုချက်ရထားတယ်လို့စုဖောင်ဒေးရှင်းကဆိုပါတယ်။စုဖောင်ဒေးရှင်းအနေနဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကိုစိုးရိမ်ကြောင်းဖောင်ဒေးရှင်းဥက္ကဋ္ဌ yan.ca လည်းရေးသားထားပြီးတော့ ချက်ချင်းနဲ့ချွန့်ချက်မရှိပြန်လွတ်ပေးဖို့လည်းတောင်းဆိုထားပါတယ်။သူဟာအကျဉ်းထောင်ထဲမှာဖမ်းချုပ်ထားရင်းနဲ့ပဲအသက်ဆုံးရှုံးသွားနိုင်တယ်လို့လည်းဆိုထားပါတယ်။အဲ့ဒါလို့သူတို့စိုးရိမ်တာဟာအကျိုးအကြောင်းခိုင်လုံတဲ့စိုးရိမ်ချက်ဖြစ်တယ်လို့လည်းဆိုထားပါဗျ။15နှစ်တာလွတ်လပ်ခွင့်ဆုံးရှုံးခဲ့ပြီးသားအမျိုးသမီးတယောက်ကိုထပ်မံပြီးတော့ချုပ်နှောင်ထားတဲ့အတွက်လည်းအပြစ်တင်ဝေဖန်ထားပါဗျ။အရခတ်တတော် AA ကိုတိုက်ခိုက်မဲ့ ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်ကရိုဟင်ဂျာလက်နက်ကင်ပူးပေါင်းတပ်တွေကိုဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ထိမ့်ချုပ်ဟန်တားဖို့လိုအပ်ကြောင်း International Crisis Group ICG ကမနေ့တုန်းကထုတ်ပြန်ထားပါတယ်။ ICG ထုတ်ပြန်တဲ့အစီရင်ခံစာအရရိုဟင်ဂျာလက်နက်ကင်တွေဟာ AA ကိုတိုက်ခိုက်ဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အချက်မှရှိတဲ့နေဆက်ဒုက္ခတွေစခန်းတွေမှာရှိတဲ့ရိုဟင်ဂျာလူငယ်တွေကို စစ်သားစုဆောင်းတာတွေတိုးပြီးတော့လုပ်နေတယ်လို့ဆိုပါရယ်အာရခန်ရိုဟင်ဂျာကတေရေးတပ်ဖွဲ့အစာအပါဝင်တခြားရိုဟင်ဂျာလက်နက်ကိုင်တပ်တွေဟာအဲ့ဒီဒုက္ခသည်စခန်းတွေမှာအစကအချစ်ချင်းတိုက်ခိုက်နေကြတဲ့အဖွဲ့တွေဖြစ်ပါတယ်ဒါပေမဲ့အခုလက်ရှိအချိန်မှာတော့အဲ့ဒီအဖွဲ့တွေဟာအေအေကိုတိုက်ခိုက်ဖို့အတွက်သူတို့ချင်းမဟာမိတ်ဖွဲ့လာကြတာဖြစ်တယ်လို့ဆိုပါရယ်ရိုဟင်ဂျာလက်နက်ကိုင်တွေအနေနဲ့အေအေကို နိုင်အောင်တိုက်ဖို့ကဖြစ်နိုင်ရည်နေတယ်လို့လည်း ICC ကသုံးသပ်ထားပါတယ်ဒါပေမဲ့ AA ကို Ranger တပ်တွေကတိုက်ခိုက်တယ်ဆိုလို့ရှိရင်တကယ်ဒုက္ခရောက်နေတဲ့ Ranger တွေအပေါ်မှာနားလည်မှုလွဲနိုင်တဲ့အပြင်မှာ Ranger ဒုက္ခတွေတွေဟာနှစ်ဖက်စစ်ပွဲအကြမ်းမှာကြားညက်နိုင်တယ်လို့လည်းဆိုပါတယ်ဒါအပြင်အဲ့ဒီလိုဆက်ဆံရေးရှုပ်ထွေးပြီးတော့ပုံမှုပြီးတော့တင်းမာလာလို့ရှိရင်ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေမြန်မာဘက်ကို နေရက်ပြန်လာဖို့စီစဉ်နေတဲ့ Ranger ဒုက္ခတွေတသက်အနေနဲ့လဲမျော်လင့်ချက်ကင်းမဲ့သွားနိုင်တယ်လို့သတိပေးဖော်ပြထားပါတယ်။ဒါကြောင့် Bangladesh အစိုးရက Ranger လက်နက်ကိုင်တွေကိုကင်တွယ်ဖို့နဲ့ရခိုင် Bangladesh နယ်စပ်လမ်းကြောင်းတွေကိုလည်းဖွင့်တင်တယ်လို့ ICG ကထောက်ပြထားပါတယ်။အေးအေးအနေနဲ့လဲရခိုင်ပြည်နယ်အတွက်မှာရှိတဲ့လူမျိုးအလုံးကိုအုပ်ချုပ်ဖို့လိုအပ်ကြောင်း ICG ကပြောပါတယ်။ မင်းညာပိုင်းကရန်ကုန်ကမြောက်ဩဂလာကာကေတာနဲ့ရွှေပြည်သားမြို့နယ်တွေမှာဘုံပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ရွှေပြည်သားမြို့နယ်ကမြို့မရဲစခန်းကိုမင်းညာ၈နာရီလောက်ကလက်ပြဘုံနှလုံးနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ The Black Line အဖွဲ့ကထုတ်ပြန်ထားပါတယ်။အဲဒီလိုပဲတာကေတာမြို့နယ်ဥပဒေရုံးကိုလည်းမင်းညာ၈နာရီကျော်လောက်ကဘုံခွဲတိုက်ခတ်ခဲ့တယ်လို့ Freeland Attack Force နဲ့ Anonymous Fighter Force တွေက ပူးတွဲပြီးတော့ထုတ်ပြန်ထားပါတယ်။ မြောက်ကလာမြို့နယ်ခမ်းမနာမှာတော့မင်းညစင်နာကြီးကျော်လောက်ကနှစ်ကြိမ်ဘုံပေါက်ကွဲခဲ့တယ်လို့ AA MIG News ကဖော်ပြထားပါတယ်အဲ့ဒီနောက်ဆုံးတိုက်ခိုက်မှုနှစ်ကြိမ်ကိုဘယ်သူလုပ်တယ်ဆိုတာကိုတော့မသိရသေးပါဘူးကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့ဖုံးဆက်စကားပြောရမှာကိုတိုင်းပြည်စစ်ကောင်းဆောင်တွေကိုရှုတ်ချပြောဆိုတဲ့အတွက်ထိုင်းဝန်ကြီးချုပ် Petronation Network ကိုယာရုကနှုတ်ထွက်ပေးဖို့ဝိုင်းဝန်းဖိအားပေးတာခံရပါတယ်ညွန်ပေါင်းဖွဲ့ထားတဲ့ဘွန်ချိုင်ထိုင်းပါတီက အမတ်နေရာ69နေရာဇလုံးလဲနှုတ်ထွက်သွားတဲ့အတွက်ကြောင့်အစိုးရအဖွဲ့ပြိုကွဲလူနေပါအခြေအနေဖြစ်နေပါတယ်ဇွန်လ15ရက်နေ့ကထိုင်းဝန်ကြီးချုပ်ဟွန်ဆန်နဲ့ဖုန်းပြောဆိုရမှာထိုင်းစစ်တပ်ဟာစိတ်ကြီးဝင်ပြီးတော့တိုက်ခိုက်ခြင်းနေတာဖြစ်ကြောင်းသူ့အနေနဲ့ငြိမ်းချမ်းရေးကိုသာလိုလားကြောင်းဝန်ကြီးချုပ်ပေထုံနန်ကစကားကြုံခဲ့ပါတယ်အဲ့ဒီဖုန်းပြောဆိုချက်ကိုကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဟွန်ဆန်ကလူသိရှင်ကြားထုတ်ပြန်ပေးလိုက်တဲ့အတွက်ထိုင်းဝန်ကြီးချုပ်ပေထုံတန်ဟာထိုင်းနိုင်ငံရဲ့လောကရဲ့ရှုတ်ချဝေဖန်မှုကိုခံနေရတာဖြစ်ပါတယ်ဝန်ကြီးချုပ် ပိထုံတန်ဟာဟွန်ဆန်ကိုယုံကြည်စိတ်ချရတဲ့လူမဟုတ်တော့တဲ့အတွက်ပုံကိုရေးပြောဆိုမှုတွေလုပ်တော့မှာမဟုတ်ဘူးလို့သူကဆိုပါတယ်တခြားတစ်ဖက်မှာတော့သူဟာပြိုင်ဘက်နိုင်ငံရေးရဲ့နိုင်ငံရေးသမားတယောက်ကိုပရိယေနဲ့ပြောဆိုတာလို့ရှင်းချက်ထုတ်ပေမဲ့သူစကားကိုဘလို့ဘသူကမှအယုံကြည်မရှိကြတော့တဲ့အတွက်အစိုးရပြုတ်ကွဲလူမတက်အခြေအနေစိုက်ရောက်နေပါတယ်ဝန်ကြီးချုပ်ဟွန်ဆန်ဟာလက်ရှိဝန်ကြီးချုပ်ဟွန်မန်နေရဲ့ဖခင်လည်းဖြစ်ပါတယ် အစ္စရေးကအီရန်နျူကလ ියر တုတေသနစခန်းတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေပါတယ်။အီရန်ဘက်ကပြစ်လိုက်တဲ့မစ်ဆိုင်းဒုတ်တလုံးကလည်းအစ္စရေးကစေယုံတေယုံကိုထိမှန်တယ်လို့အစ္စရေးဘက်ကသတင်းထုတ်ပြန်ထားပါတယ်။အီရန်ဘက်ကမစ်ဆိုင်းအများပြားအသုံးပြုတိုက်ခိုက်နေတဲ့အတွက်အစ္စရေးဒုံးခွင်းဒုံးတွေပြက်လက်သွားမှာကိုစိုးရိမ်ပူပန်တဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။အမေရိကန်အစိုးရအနေနဲ့ကိုတိလက်ရောက်ဓာတ်ရိုက်ပါဝင်ဖို့တင့်မတင့်ကိုစဉ်းစားနေတယ်လို့လည်းအမေရိကန်သမ္မတထရန့်ကဆိုပါတယ်။ ဘကုတိုင်းတာယာဝတီခရိုင်မင်းလာမြို့နယ်ထောက်ကြံခွင်အုပ်စုဂင်းဒိတ်ကုန်းရွာအဝင်စိုက်မှုအနီရန်ကုန်ပြည်လမ်းပေါ်မှာရဲတွေစီလာတဲ့ဆိုင်ကယ်၅စီးကိုဒေါ်လာရေးတပ်ဖွဲ့တွေကပူးပေါင်းပြီးတော့မိုက်ဆွဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်စစ်ကောင်စီဘက်ကရဲတအုပ်တိတ်ဆုံးပြီးတော့နှစ်ဦးတန်ရရှိခဲ့တယ်လို့မြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကမရိကဇွန်လ၁၈ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်ဒီတိုက်ပွဲမှာတာယာဝတီခရိုင်တပ်ရင်း၃၈၃၂တပ်ခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့နဲ့မင်းလာမြို့နယ် ြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ဒါအပြင်ပြည်သူတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကိုဒုက္ခပေးနေတဲ့စစ်ကောင်စီနဲ့စစ်ကောင်စီတောက်တိုင်တွေကိုသူတို့တပ်ဖွဲ့တွေနဲ့အရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့စစ်ကောင်စီနဲ့နှိစက်တဲ့နေရာအနီးအနားတွေကိုတွာလာနေထိုင်တာမလုပ်ကြဖို့လေမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကသတိပေးထားပါတယ်။ ရှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့နယ်ကညံတော်နဲ့ရွှေသွန်းကျေးရွာတွေမှာစစ်ကောင်စီတပ်နဲ့တအောင်းတပ် DNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီး38လုံး drone နဲ့ဘုံး30လုံးကျက်ချတိုက်ခတ်ခဲ့တယ်လို့ DNL ကဒီနေ့စွန်ကစကွဲနေမှာထုတ်ပြန်ပါတယ်။ဒါအပြင်တိုက်ပွဲမဖြစ်ပွားတဲ့ရွှေညောင်မင်းနဲ့ရေမောင်းတန်းကျေးရွာတွေဘက်ကလည်းစစ်ကောင်စီတပ်ကလက်နက်ကြီး10လုံး drone နဲ့ဘုံး23လုံးကျက်ချတိုက်ခတ်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကလည်းစစ်ကောင်စီတပ်ကဆာမာဆယ်ကြီးရွာတဲ့ကိုလက်နက်ကြီးပစ်ခတ်လိုက်တာကြောင့်ဒေသခံ2ဦးဘုံစအထိမှန်ဒဏ်ရာရခဲ့ပါတယ်။နောက်ဆုံးရသတင်းတွေကို TM Media ကတင်ပြပေးနေတာဖြစ်ပါတယ်ခင်ဗျာ။